မင်္ဂလာပါရှင်ဘာမခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးမေလ28ရက်နေ့မနက်ခင်းသတင်းများကိုအစီအစဉ်ခန့်တင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့ စစ်ကောင်စီက PDF တပ်ဖွဲ့များအတွင်စစ်တပ်ထောက်ခံသည့်လူငယ်များထည့်သွင်းပြီးစုံစမ်းထောက်လှမ်းခြင်းသွေးခွေခြင်းများလှုပ်ဆောင်နေပြီးတော်လင်းတပ်ဖွဲ့များလုံခြုံရေးအသိရှိကြရင် MDY PDF တိုက်တွန်းဆိုတဲ့တွင်ပဲဖြစ်ပါရခြင်းအကြံဖတ်စစ်ကောင်စီက PDF တပ်ဖွဲ့အတွင်စစ်တပ်ထောက်ခံသည့်လူငယ်များထည့်သွင်းကစုံစမ်းထောက်လှမ်းခြင်းသွေးခွေခြင်းများလှုပ်ဆောင်နေပြီးတော်လင်းတပ်ဖွဲ့များလုံခြုံရေးအသိတရီမပေါ်စားကြရန်တိုက်တွန်းလိုကြောင်းပြည်သူ့ကော်မတီတမရော်မန္တလေးပြည်ရေးစုခွင့်ရှိသူကိုအော့စမောင်းကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြော So they. နိုင်ငံ내အဝန်းစစ်မျက်နှာများတွင်စစ်ရှုံးအခြေအနေများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်ဂျမ်ဘတ်ဆက်ကောင်းစီသည်တော်လင်းတပ်ဖွဲ့များတွင်ဒလန်တရှိုးများစိတ်ဝင်စေကသတင်းအချက်လက်ရယူသည့်ထောက်လန့်ရေးလုပ်ငန်းများကိုလုတ်ကင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်းသိရသည်စစ်ကောင်းစီသည်၎င်းတို့ကိုထောက်ခံသည့်အရဲသားများကိုတော်လင်းတပ်ဖွဲ့များသို့အသွင်ယူဝင်ရောက်စေကတင်းနီယာများရယူခြင်းအချင်းချင်းကြားသွေးခွေးစေရန်အခြေအနေများဖန်နေခြင်းနှင့်တပ်ဖွဲ့ကိုစွန့်ခွာစေရန်ဆွေးဆောင်စည်းဝင်ခြင်းစသည့်လုပ်ငန်းများကိုစနစ်တကျလုံဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည် ကျွန်တော်တို့ရဲ့မိတ်ဆက်တော်လိုင်းတပ်ဖွဲ့တွေကိုတိုက်တွန်းချင်တာကအခု MDY PDF ကိုထောက်လန်းစုံစမ်းတဲ့ပုံစံမျိုးအခြားသောအဖွဲ့အစည်းတွေမှလည်းစက်ကောင်စီဘက်ကလှုံ့ဆော်နေတာမျိုးရှိနိုင်တယ်။လုံခြုံရေးအသည့်လုံခြုံရေးတတိမပေါ့စားဖို့နဲ့တကယ်လို့ရှိခဲ့ရဲဆိုရင်လုံခြုံရေးအစီအမံတွေကိုအမြန်ဆုံးချမှတ်နိုင်မှုရှိရပြီးတော့ကျွန်တော်တို့ဒီဖြစ်စဉ်ကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကထို့သို့ရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်စက်ကောင်စီကတော်လိုင်းအဖွဲ့အသည့်တွေအတွင်သို့ပုံစံမျိုး ျိုးစုံနေမျိုးစုံအကြောင်းအရာမျိုးစုံဖြင့်၎င်းတို့၏အတွင်လိုဒလန်တရှိုများကိုဆေလထားနိုင်တဲ့ကိုတော်လိုင်းအင်အားစုများအနေဖြင့်အထူးအလေးပေးသတိမူတဲ့ကြောင့်ပြည်သူစစ်မှုရန်ဥပဒေအထမပြဋ္ဌာန်းမိနောက်ပိုင်းတွင်ပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးသို့စစ်ကောင်စီမှရည်ရွယ်ချက်ရှိရှိဆေလထားသောဒလန်တရှိုများသည်ပုံစံမျိုးစုံဖြင့်ဝင်ရောက်လာနိုင်ကြောင်းအသက်အရွယ်အပိုင်းခြားအပြင်အသက်20ဝန်းကျင်ရှိသောလူငယ်များဖြစ်ကြပြီးအမျိုးသားရောအမျိုးသမီးများပါဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည် စစ်တပ်ကဆေလွတ်ထားသူများသည်စုဆောင်းရင်းကာလာရင်းအခြားသောလူငယ်များနှင့်ရင်းနှီးမှုရရှိစေရန်စနစ်တကျစူးစမ်းအားထုတ်ခဲ့ပြီးအမည်အရင်းများနေရာလိပ်စာများနှင့်ဖုန်းနံပါတ်များကိုတောင်းယူစုဆောင်းခဲ့သည်ကိုတွေ့ရှိရကြောင်းထို့ပြင်တင်နန်းကာလာတစ်လျှောက်လုံးတွင်လည်းတပ်ဖွဲ့မှစွန့်ခွာစေမည့်အတွေ့အခေါ်များကိုတင်နန်းသားချင်းချင်းကြားရွေကျဲရှိရှိဖြင့်ပြန်ဝေလေးရှိကြောင်းသိရှိရသည်ထို့ပြင်တပ်ဖွဲ့နှင့်သက်ဆိုင်သည့်တရင်အချက်လက်များကိုတတ်နိုင်သည့်ပုံစံမျိုးစုံဖြင့်ရယူစုဆောင်းကနောက်ဆုံးတွင်တပ်ပြေးဖြင့်တပ်ဖွဲ့မှစွန့်ခွာသွားလေးရှိကြောင်းတပ်ပြေး ပြီးနောက်ပိုင်းတွင်လည်းပုံစံမျိုးစုံဖြင့်အခြားသောတပ်ဖွဲ့ဝင်လူငယ်များကိုပါသွေးဆောင်ပြားရောင်းကတပ်ပြေးမှုဖြစ်စေရန်လှုံ့ဆော်ခြင်းနဲ့တပ်ပြေးရာတွင်လမ်းကြောင်းကူညီများရှာဖွေပေးခြင်းတို့ကိုပါစနစ်တကျလှုံ့ဆော်နေသည်ကိုတွေ့ရှိရကြောင်းသိရသည်စစ်ကောင်စီသည်ထိုတလန်တရှိုးလူငယ်များကိုစနစ်တကျလေ့ကျင့်ပေးထားပြီးတော်လိုင်းတပ်ဖွဲ့များသို့ဆင်လွတ်ကောင်တရင်ချက်လက်ရယူခြင်းနဲ့တော်လိုင်းအင်အားစုများကြားစီလုံးမှုပြုပေးစေမည့်လုပ်ငန်းများကိုလှုံ့ဆော်စေခြင်းဖြင့်စစ်ရေးအသာရမှုများရရှိရန်ကြိုးပမ်းလာသည်ကိုတွေ့ရှိရကြောင်းထိုလုပ်ငန်းစဉ်များကို စစ်ကောင်စီတပ်ဖွဲ့မှအရာရှိတအုပ်မှကြိုးကင်ကြီးချက်ခါအနီးကလန်းညုံမှုများပေးနေသည်ကိုတွေ့ရှိရပြီးစစ်စင်ရဲတခုအတွင်စနေတကျဒီဇိုင်းမမတ်လှုပ်ဆောင်နေသည်ကိုတွေ့ရှိရသည်ဟုပြောဆိုသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးသည်ထို့သို့စစ်ကောင်စီအသွင်ယူထောင်လင်းခြင်းကိုခံခဲ့ရသောလည်းအချိန်မီသည့်ရှိခဲ့သည့်အတွက်တံမြန်ထောင်လင်းလုပ်ငန်းများလုံဆောင်ကထိုရန်များလည်းပတ်ပုံများကိုစနစ်တကျစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီးဖော်ထုတ်တွေ့ရှိထားသောစစ်ကောင်စီအသွင်ယူထောင်လင်းမှုရန်များပုံစံကိုအခြားသောတော်လိုင်းတပ်ဖွဲ့များမှနမူနာယူ၍လုံခြုံရေးအစီအမံများချမှတ်နိုင်စေရန်ထုတ်ပြန်ကြေညာခဲ့သည် အခုထုတ်ပြန်ချက်မှာပုံနယ်တကွဖော်ပြထားသူတွေဟာစက်ကောင်စီဘက်ကနေပြီးတော့တရင်အချက်လက်နိုင်ယူဖို့ဆိုပြီးလွတ်လိုက်တဲ့ဒလန်တွေနောက်ပြီးတော့တပ်ဖွဲ့ကိုစွန်ခွာပြီးတော့စက်ကောင်စီထံအလင်းဝင်သွားတဲ့သူတွေနောက်ပြီးတော့တပ်ဖွဲ့ကိုစွန်ခွာပြီးနောက်စက်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးတော့ထောက်လှမ်းရေးရန်ရမှပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်ပါတယ်။အချို့သောသူတွေကတော့စက်ကောင်စီဘက်ကအထမပြားပေးမှုကြောင့်မလွဲမရှောင်သာတရင်နိုင်နေရတဲ့လုပ်ငန်းစဉ်တွေပါဝင်ပတ်သက်နေကြသူတွေဖြစ်တိုင်းပဲဒီထုတ်ပြန်ချက်မှာပါထားတဲ့သူအများစုကတော့လူလူလလလကိုပူပေါင်းပြီးတော့ စ်ကောင်စီနဲ့ဆောင်ရွက်နေတဲ့သူတွေဖြစ်ပါတယ်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကရှန်ကုန်ခေတ်တဲ့တင်ဌာနထံသို့ပြောဆိုသည်စစ်ကောင်စီ၏ထောက်လှမ်းရန်တရားတွင်အ धिक နေရာမှာပါဝင်ခဲ့သူများမှာရဲသွေးခေါ် Black Core ခြေရအောင်ကျေစင်ထက်ခေါ်ဘာစော့ပန်းရီဖြူခေါ် Harry Joe မေမြန်နူခေါ်ရွှေကြီးပိုင်အားကာဦးခေါ်ပိုင်မိုင်းကျေစင်လင်းခေါ်ဂျူလီကျော်ပြည့်အောင်ခေါ် Sistan တို့ဖြစ်ကြောင်းသိရသည်ထို့သောစုံစမ်းဖော်ထုတ်မှုတွင်တချို့သူများသည်စစ်ကောင်စီတပ်ပြင်းရန်လိမ်လည်လှည့်ပြစီယု ံမှုကိုရှုံမှတ်ကောင်တပ်ပြင်းမှုကျူးလွန်စဉ်ဖန်ဆီးခံရပြီးအတင်းကျပ်ပြီးအပေးခံရမှုကြောင့်မလွဲမရှောင်သာလောက်ကင်ဆောင်ရွက်နေသူများရှိနိုင်တယ်လို့အချို့သောသူများသည်စစ်ကောင်စီနှင့်လွလွလပ်လပ်ပူးပေါင်းဆောင်ရွက်နေသည်ကိုတွေးရှိရကြောင်းသိရှိရသည် ဒီလူတွေကိုဖမ်းဆီးနိုင်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်လက်လှုံ့ဆော်သွားဖို့ရှိတယ်။မိဘတော်လိုင်းအဖွဲ့ရဲ့အကူအညီကိုယူပြီးတော့ဖမ်းဆီးနိုင်ရင်းလှုံ့ဆော်သွားဖို့ရှိပါတယ်။လက်ရှိအချိန်မှာတော့စစ်ကောင်စီရဲ့ထောက်လှမ်းရန်တရားတွေကအစိပ်ပိုင်းတချို့ကိုဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ဒါကတော့အချိန်တခုရောက်ရင်ထပ်ပြီးတော့ချပြသွားဖို့ရှိပါတယ်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောကြားသည်။တပ်ပြည့်ရဲဝော်များမှတဆင့်တပ်ဖွဲ့ဝင်များထံဆက်သွယ်ပြီးပစ္စည်းပို့မည်ဟုဆိုကတင်းနီယာများကိုထောက်လှမ်းစုံစမ်းခြင်းတပ်ဖွဲ့ဝင်အမျိုးသ မီးများအကောင့်အတူများဖန်တီးကစက်သွေချိတ်ဆက်၍တရင်ဆက်လက်များထောက်လန်းခြင်းတပ်ပြေးရဲဘော်များအနေဖြင့်တပ်ဖွဲ့များတန်လာရောက်လည်ပတ်မည်ဟုလိန်လေလေဖျားကတီနီယာများထောက်လန်းစုံစမ်းခြင်းစေကူတော်မူခံယူနေသောတပ်ဖွဲ့ဝင်များအားလူနာမေးရန်သို့မဟုတ်တပ်ဖွဲ့ဝင်များမိတ်ဆွေပေါင်းသင်ဟန်ဆောင်ရင်းလိန်လေလေဖျားကစေယုံတီနီယာများတက်တီနီယာတက်လုံများထောက်လန်းစုံစမ်းခြင်းတပ်ဖွဲ့ဝင်များကိုတမီးရေးစပုံစံမျိုးချင်ကခါတရင်ဆက်လက်များရယူထောက်လန်းခြင်းတို့ဖြင့်တရင်နှိုင်းယူလေးရှိကြောင်းသိရသည်ထို့ပြင် ်တရင်အသက်ဖွဲ့စည်းထားသည်ဟုလိမ့်လေကတက်ပြောင်းရွှေရန်စီယုံလှုံဆော်၍ထောင်ချောက်စင်ဖန်စီခြင်းကျောက်ဆယ်ခရိုင် KS2 PDF ကျောက်ဆယ်ခရိုင်တရင်နှင့်အမေအားအလွဲသုံးစားပြည့်၍တက်ပြောင်းရွှေရန်စီယုံကထောင်ချောက်စင်ဖန်စီလျက်ရှိကြောင်းသိရှိရသည်ဆလဘီအုပ်ဘုထမ်းမင်ကုန်ရွာရင်တက်ဆွဲထားသောစစ်တပ်၏ဘိုးယုံစုဂိတ်ကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်ကောင်စီတပ်သားရှုပ်သိဆုံးပြီးစက္ကန့်တစ်ခုလုံးမီးရှို့ရှင်းလင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းအုပ်ဖို့မျိုးနဲ့တမ်မင်းငုံရွာရင်တက်ဆွဲထားသောအစံဖက်စစ်တပ်၏ဘိုးယုံစုခေကိုတိုက်ခိုက်သိမ်းမရစစ်ကောင်စီတပ်သားရှေ့ဦးသိဆုံးပြီး စကန်တခုလုံးကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းတာယာရီခိုင်တရင်33ညနှင့်တက်ခွဲလေမြေအောင်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့မှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်မေလ25ရက်နေ့နနေ6နာရီခန့်တွင်အုပ်ဖို့မြို့နယ်ပိုင်းပကိုးရုံမှဆက်ထမင်းကုန်ကြေးရွာပုံယုံစုခေတ်စကန်တွင်အင်အား30ကျော်ဖြင့်အထိုင်ချတက်ဆွဲထားသောအစံဖက်စစ်ကောင်းစီတပ်သားများကိုတာယာရီခိုင်တရင်33ညနှင့်တက်ခွဲလေမြေအောင်ပြောက်ကြားတပ်ဖွဲ့မှတော်လိုင်းရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုတွင် ်လက်နက်ကြီးလက်နက်ငယ်များဖြင့်၃နိုင်ကြောကြားပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနက်နက်၉နိုင်၃၀မိနစ်ခန့်တွင်ခမာယ၆တိမ်မျိုးတမ်းမှစစ်ကောင်စီတပ်သားများကစခန်းလက်မလွတ်ရာရေးအတွက်လက်နက်ကြီးများပစ်ကူပေးလာ၍တော်လင်ရဲဘော်များအနေငယ်နောက်ဆုတ်ပေးလိုက်ရကြောင်းသိရှိရသည်ညနေ၅နိုင်ခန့်တွင်အကြမ်းဖက်စစ်တပ်စခန်းကိုထပ်မံတိုက်ခိုက်ခဲ့ရာလက်နက်ကြီးလက်နက်ငယ်များဖြင့်၃နိုင်၃၀မိနစ်ကြာပြန်လည်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွင်စစ်တပ်ဘက်မှဒေနာကစစ်ကောင်စီတပ်သားမသားအလောင်းရှစ်လောင်းကိုတည်ယူ၍စခန်းဆွန့် ွာထွက်ပြေးသွားကြောင်းသိရသည်။အကြမ်းဖက်ဆက်ကောင်စီတပ်သားများစခန်းစွန်ကွာထွက်ပြေးသွားပြီးနောက်တော်လင်ရဲဘော်များနင်းမြေရှင်းလင်းရင်ပြုလုပ်စဉ်စခန်းအတွင်းမှ60မမအသေးစနလုံးလက်ပြစ်သေး9လုံး9.56ကြီး300ရောင်းအီနာကပို့ကြီး9ရောင်းတူမီတလက်စံနေအိစားစီတပုံဖနက်နေရန်ဤကွေးမန့်3ခုပေါင်းမီ2တဲအုတ်ထုတ်3လုံးတို့ကိုသိမ်းဆီရရှိကစခန်းတစ်ခုလုံးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရသည်။ ဘူယုံကဲကိုမနေ့ကတနေ့ကိုပိတ်ဆို့တိုက်ခိုက်မှုအတွင်းစစ်ခွေးမသားရှစ်ကောင်သေးတဲ့ညနေ6နာရီခွဲလောက်မှာစစ်ခွေးမသားရှစ်လောင်းကိုတဲပြီးပြန်ဆုတ်ပြီးတော့ကျွန်တော်တို့ရှင်းလင်းရေးလုပ်တဲ့အရိကိတ်မှာတက်ဆွဲတဲ့စစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေကျူးလွန်နေတာကြားပြီးအရင်ကလည်းကျွန်တော်တို့ဝင်တိုက်ဖို့ရဟုတရားရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြောက်ပြောက်ကြားတပ်ဖွဲ့အုပ်ပုမှာတောင်းရှိသူတို့ကပြောဆိုသည် ဆလဘိဆလင်းတွင်ပြည်သူ၆ကိုတပ်ဖြတ်ပြီးအင်ဂျီ300နေပါကိုမိရှုဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုလိုက်လံချေမုံတိုက်ခိုက်မှုစစ်သား30ကျော်သေဆုံးဟုဆိုဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဆလင်းမြို့နယ်တွင်ပြည်သူ၆ဦးကိုတပ်ဖြတ်ပြီးပြည်သူနေ300နေပါကိုမိရှုဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းလိုက်လံချေမုံတိုက်ခိုက်ခဲ့ရာစစ်သား30ကျော်သေဆုံးခဲ့ကြောင်းမင်းမိုးခင်အမှန်ကားတရင်မှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်မေလ23ရက်နေ့အင်အား250ခန်းဖြင့်ဆလင်းမြို့မှာ အနောက်ကံမောင်းလိုင်းအတိုင်းဝမ်ပြည့်ကျေးရွာဘက်မှတဆင့်ဝင်ရောက်လာသောပခုတ်ကိုမြို့မှတက်101ခလာရ255တရင်ပြူစောထေးများကိုမေလ15ရက်နေ့ညနေပိုင်းတွင်ပိန်နေပင်ငလင်ပန်ကျေးရွာအရောက်ဒရုန်းဖြင့်ပုံကျင်းနှလုံးမေလ16ရက်ညပိုင်းတွင်60ကွန်မန်ဒိုစိမ်းများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်အလားတူမေလ19ရက်နေ့မွန်တဲ12နိုင်ခန့်ချင်းဆလင်းမြို့နယ်ဂွေးကုန်းငါတန်းကောင်းကျေးရွာတရားမြောက်ချမ်းအရောက်ရင်ဆိုင်တိုက်ဝဲဆင်နွေခဲ့ရာညနေ3နိုင်ထိတိုက်ဝဲပြင်းထန်ခဲ့ကြောင်းမေလ22 2ရက်နနက်10:00နာရီတွင်ခွေးကုန်းငံတန်းကောင်းကျေးရွာနေတွင်ထပ်မံတိုက်ခိုက်ခဲ့ရာညနေ9:00နာရီထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။